BNN နိုင်ငံကကြောက်ပစုံတွေကိုမွေးမြူပြီးတော့တန်းနေချီမြေရနေတာဘာကြောင့်လဲ ကြောက်စုံလို့ပြောလိုက်တာနဲ့ကီလိုလိုက်ဈေးလုံးကြည့်ပြီးတော့တန်ကြေးကြီးတဲ့ပစုံဖြစ်တယ်ဆိုတာအလုံးသိကြမယ်ထင်ပါရည်။အရာသာကလေးစားလိုက်တာနဲ့ဆွေမျိုးမိသွားမှဖြစ်တယ်လို့ဈေးကလည်းအများအများရရှိနေတာကြောင့်မလို့ရိုးရိုးပစုံမွေးမြူရေးတဲ့အမျက်ပိုကြံတဲ့ကြောက်ပစုံမွေးမြူရေးကိုလောက်ကင်လာကြတာဖြစ်ပါရည်။ကြောက်ပစုံတွေကလူသားတွေနဲ့မစိမ့်တယ်လို့တိကရူရန်တာမှအနည်းဆုံးဒေါ်လာ150ကျော်လောက်ထိရှိနေကြတာပါ။ဒီနေ့မှာတော့ကြောက်ပစုံတွေဟာတခြားသောပစုံတွေထက်ဘာကြောင့်ဈေးများနေရတာလဲ။ဒီလိုဈေးကြီးတဲ့ကြောက်ပစုံတွေကိုရော ဘာကြောင့်လူသားတွေကဈေးကြီးပြီးပြီးတော့စားကြတာလဲဆိုတာသိရဖို့အတွက်ကျွန်မနဲ့အတူတူဗီဒီယိုလေးကိုကြည့်လိုက်ရှာအောင်ပါကြောက်စုံနေရပင်လယ်ကမ်းခြေတွေသွားရင်လူအများကမဖြစ်မနေစားကြတဲ့အဓိကစားစာ ဖြစ်နေကြတာဖြစ်ပါတယ်။ကြောက်စုံတွေကိုတဘာဝအားဖြင့်ပစိဖိတ်သမုတ်တရားနောက်ဖက်ပိုင်းပန်းနေနဲ့အိန္ဒိယသမုတ်တရားဘိုင်းတွေမှာတဘာဝတိုင်းကျက်စားနေကြတာပါ။ကြောက်စုံတွေရဲ့ရောင်ဟာရောင်စုံကာလာဖြစ်တဲ့တက်တဲ့ရောင်တွေရှိပြီးဥမြင်တွေကလည်းအရှိကြီးလို့ရှိနေကြပါတယ်။ကြောက်စုံတွေကတခြားသောပစုံတွေထက်ပိုပြီးတော့အလေးချိန်ကလည်းအတော်လေးများပါတယ်။ အသားလေးများဆိုကြောက်ပစုံတွေရဲ့ခြေလက်တွေရလေအချောင်းပစုံတွေထဲလက်တံတွေရှိကြတာဖြစ်ပါတယ်ကြောက်ပစုံတွေကိုအဓိကရောင်းချတဲ့နိုင်ငံကတော့ BNN နိုင်ငံဖြစ်ပြီးလူကြိုက်လေအင်မတန်များကြပါတယ်ဒါပြင် BNN နိုင်ငံမှာလက်ဆက်တဲ့ကြောက်ပစုံတွေကိုရှားဖို့အတွက်တော့ဒီကြောက်ပစုံဝင်းမှုရဲ့စခန်းတွေတောင်မှလှုပ်ထားကြတာဖြစ်ပါတယ် ကြောက်စုံတွေကအရန်ကူမချူပြီးတော့ဒီတိုင်းဘာမှမပါဘဲနဲ့ကြော်ဆိုင်ရင်တော့အရသာကအတော်လေးကိုရှိနေကြတာပါ။ဘီအန်အန်နိုင်ငံမှာကကိုရိုင်းသားဖောက်ဝင်းမြူရေးစခန်းတွေတောင်မှရှိသေးတာဖြစ်ပါရင်အချို့ဆိုရင်တော့ပင်လယ်တွေကနေကြောက်စုံတွေကိုဖန်ထားကြတာတွေရှိပြီးတော့အကောင်ပေါက်ပွားတွေကအုတ်ကန်နေနဲ့ထားထားကြတာဖြစ်ပါရင်ကြောက်စုံတွေကကြောက်ဆောင်တွေများစီးတဲ့မှာအ धिक အားဖြင့်စက်စားကြတာပါ။ငါဖန်သမားတွေကကြောက်ပစုံရဖို့ဆိုရင်မနေ့စောကြီးတွေကနေကြောက်ပစုံတွေရရှိနိုင်မယ့်နေရာကိုလှိနဲ့ရေစုံသွားကြရပါရီ ကြောက်စုံတွေကလေကြောက်ချတဲ့အတန်ကြားရင်ထွက်ပြေးနိုင်တာကြောင့်မလို့ဆက်ကြီးတွေစားလှေလော်ပြီးသွားကြတာများပါရင်ဖမ်းမိလာတဲ့ကြောက်စုံတွေကအများကြီးလေးဖြစ်တယ်လို့ပိုက်ကုန်နေပဲဖမ်းရတာကြောင့်ကီလိုပြေးတဲ့ကြောက်စုံတွေနဲ့ကီလိုမပြေးတဲ့အကောင်တွေရှိနေကြတာပါကီလိုပြေးတဲ့အကောင်တွေကိုတော့တဘာတွေရောင်းချလို့ရနိုင်ပြီးတော့ကီလိုမပြေးသေးတဲ့အကောင်ငယ်လေးတွေကိုတော့မွေးမြူရေးစခန်းမှာထားကတားဖောက်ဖို့အတွက်အသုံးပြုကြတာဖြစ်ပါတယ် အရင်တုန်းကတော့ကြောက်စုံတွေကိုတိတ်မမွေးမြူကြပေမယ့်အခုနောက်ပိုင်းမှာစားသုံးတဲ့ဥယျာဉ်ကတော်လေးများပြားလာတာကြောင့်မလို့ကြောက်စုံဝင်းမြူရဲကနေစီးဝါရှာဖို့ကြောင်းဖန်လာခဲ့တာဖြစ်ပါတယ်။ကြောက်စုံဝင်းမြူရတာကကင်းမှုဝင်းမြူရဲထတာမှအလုရှုပ်ပါတယ်။ကြောက်စုံဥတွေကဥပောက်တာနဲ့ရင်းငန်ကန်နေကိုအရှင်ဆုံးချပေးရတာပါ။အလုံးပိတ်နေတဲ့ကန်ထဲမှာကြောက်စုံတွေကိုဝင်းမြူလို့မရှာဘဲတဘောင်ဝရင်နဲ့ထိတွေ့ပေးနိုင်မယ့်နေရာကျကြီးမှသာကြောက်စုံတွေရဲ့ဥတွေကရှင်းတန်းနိုင်မှာဖြစ်ပါတယ်။ ကြောက်စုံတွေကအကောင်ကြီးတွေသာထွားထွားကြီးဖြစ်ကြပေမယ့်တကယ်တမ်းမှာတော့ရန်ကုန်မှာနေပါရီယောဂါလည်းဖြစ်လေနိုင်တာကြောင့်အတော်လေးကိုခရူးဆိုင်ရတဲ့တားကောင်ဖြစ်ရှိနေကြတာဖြစ်ပါရီကြောက်စုံတွေရဲ့ရှေးချင်းနဲ့ချောင်းလုံးပြည့်ရင်တော့ဈေးကွက်ထည့်ကိုလုံးဝရောင်းချလို့မရပါဘူး ။ဘာလို့လဲဆိုတော့ကြောက်ပစုံတွေမှာလေတက်မှန်ထားတဲ့စီမီစီကင်ကရှိလို့နေတာဖြစ်ပါရည်။ဒါကြောင့်မလို့ဝင်းမြွေလုတဲ့သူတွေကကြောက်ပစုံကန်တကန်မှတောင်းတက်မှန်ထားတဲ့အကောင်ရည်အတွက်တိုင်းပင်ထားရတာဖြစ်ပါရည်။အစာကျွေးဖို့အတွက်ကိုလေတတိ၃ချိန်ထိရောဆက်ပြီးတော့ကျွေးရတာပါ။အစာမရှိဘဲနဲ့နှုတ်မဆိုရင်တော့ကြောက်ပစုံတွေဟာအချင်းချင်းကိုက်နိုင်ကြတာဖြစ်ပြီးတော့ဒဏ်ရာရနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါရည်။ အဲဒါကြောင့်ဝင်းမြူရေး channel နေနဲ့မစုံဝင်းမြူရေးကိုစနစ်တကျခြံထွက်ပေးမဲ့ဝန်ထမ်းတွေကိုထည့်ထားရတာဖြစ်ပါတယ်။ဒါပြင်ဒီကောင်လေးတွေကိုထားတဲ့အခါမှာပင်လယ်ရင်နဲ့ထိထားပြီးတော့သဘာဝတိုင်းထားခဲ့ရတာဖြစ်တာကြောင့်မလို့ပိုက်ခွန်တွေပေါက်မပေါက်ကြည့်ရသေးတာပါ။ မွေးမြူရေးလှုပ်တဲ့တဲမှာကြောက်ပစုံတွေကခက်ခဲကြပေမဲ့လေအမျက်ရတာများတာကြောင့်မလို့မွေးမြူရေးပိုင်ရှင်များကကြောက်ပစုံမွေးမြူရေးကိုစောင့်ချလုပ်ကင်လာကြတာဖြစ်ပါရင်ကြောက်ပစုံတွေဟာကန်လိုက်တာနဲ့မြမငွေနဲ့ဆိုရင်နှစ်သိန်းကနေစရှိတာဖြစ်ပြီးတော့ကီလိုနဲ့အရွယ်စားလိုက်ဈေးတွေကအများကြီးกว่าခြားတာဖြစ်ပါရင်ကြောက်ပစုံတွေထက်ပိုဈေးကြီးတဲ့အရာတခုလည်းရှိပါရင်အဲ့ဒါကတော့ကြောက်ပစုံတောင်းလေးတွေပဲဖြစ်ပါရင် ဗီယက်နမ်ကကြောက်စုံတွေကိုခြားနိုင်ငံကနေဝေယူခြင်းကိုလုံးဝမပြုကြပဲသူတို့နိုင်ငံတွေကနေမွေးမြူကနိုင်ငံတကာကိုတင်ဖို့ရောင်းချတာဖြစ်ပါရင်အဲကနေတစိအင်ဒိုနီးရှားရဲ့မွေးမြူရေးဒီကနီးစနစ်ကကြောက်စုံမွေးမြူရေးကနေနှစ်စဉ်အမြင်ရနေကြတာဖြစ်ပါရင်ကြောက်စုံတွေကအသားလေးများသလိုရတာကလည်းကောင်းလွန်တာကြောင့်လူတွေကကြောက်စုံကိုထောပဲချစ်တူနဲ့ကင်းစားတာချက်စားတာတွေပြင်အချို့ဆိုရင်ဒီတိုင်းတောင်မှစားကြလိမ့်ရှိပါသည်။ဒါပြင်ဈေးကလည်း ။ရောက်ပေမဲ့အရသာကလည်းပြီးထားတဲ့စီနဲ့ထိုက်တယ်လို့နာကြမလို့ပစုံနေတဲ့မှာတော့ကြောက်ပစုံနေစီကခေါင်ခိုက်ပေမဲ့လည်းလူအများစုကတော့တာမဲပစုံနေတဲ့ကြောက်ပစုံကိုပဲရွေးချယ်စားတော့ကြတာဖြစ်ပါရည်။ဒီလောက်ဆိုရင်တော့ဘာကြောင့်ကြောက်ပစုံစီကအများကြီးများနေရလဲဆိုတာသိရှိသွားကြပြီထင်ပါရည်။ပြိသက်ကြီးတို့မှာရောကြောက်ပစုံကိုမှသိခိုက်အောင်ကြိတ်ကြတဲ့သူတွေရှိရင်ကိုမန့်နေမှာရှိသွားပေးခဲ့ပါအောင်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။